ငလင်ဘေးနဲ့ပတ်သက်ပြီးတော့ကြုံရတဲ့အဖြစ်အပျက်တွေကိုယန်းတန်ကားတွေပြည်သားရှင်တွေလူတွေအများကြီးတည်ကြတယ်အဲ့လိုတည်ကြတာဘာကြောင့်တည်ကြလဲဆိုရင်တော့အဓိကကအတွေ့အကြုံမရှိလို့ပဲလူတွေအများကြီးချီချီတော့ဟာနော်အတွေ့အကြုံရှိတဲ့လူတွေဘုန်းကြီးတွေပြည်တံပြောလို့ရှိတဲ့စကား ဒါဆိုရင်အတွေ့အကြုံကအရေးကြီးတယ်။တာမီနဲ့မိဘအာမီဘလောက်ပဲပညာတတ်တဲ့ဘွဲ့တွေဘလောက်ပဲရရကေလောကကိုဖျက်တမ်းတဲ့အခါမှာမိဘတွေရဲ့အတွေ့အကြုံကိုဘလွန်ဆန်နိုင်ဘူးပညာတတ်တာတက္ကနာအဲ့လိုပဲရန်တန်ကားရဲ့ပိုင်းမှာလည်းအဲ့လိုပဲတပည့်တွေပညာဘလောက်တတ်တဲ့ဆရာသမားရဲ့အတွေ့အကြုံနဲ့ဖျက်တမ်းခဲ့တဲ့လောကရန်ကြီးကိုမလွန်ဆန်နိုင်ဘူးအဲ့လောကရန် အတွေ့အကြုံတွေကိုတော့တပည့်တွေကလိုက်မမီဘူးဒါကြောင့်ဆရာသမားပြောတဲ့စကားတွေမိဘပြောတဲ့စကားတွေဆိုတာနားထောင်ရတယ်လိုက်နာရတယ်ဆိုတဲ့စကားတွေအရင်ကမှန်တယ်ဘာဖြစ်လဲဆိုရင်အခုငလင်မာကြည့်လေငလင်မာတခါမှဒီလောက်မိမိတို့အသက်အရွယ်ပေါ့လေမိမိတို့အသက်အရွယ်အထိအခုကြုံတွေ့ခဲ့တဲ့ပုံကိုယ်တွေလည်းအဲ့လိုပဲသူတို့ရဲ့အသက်အရွယ်အထိဒီလို ငလိမျိုးတခါမှမလုပ်ဘူးတော့ကြီးကြီးမားမားလည်းဖြစ်လာလိမ့်မယ်မထင်ဘူးနောက်ပြီးတော့ကြီးမားတဲ့အဆောက်အဦလေးပဲပြိုကျလိမ့်မယ်လို့မထင်ဘူးမထင်တဲ့အတွက်ကြောင့်ငလိလို့ရင်ဘာလို့ရမလဲခုံအောင်နေအာထိခိုက်ပျက်စီးလွယ်တဲ့နေရာဘေးကနေပြီးတော့ဝတ်နေအဲ့လိုပုံစံမျိုးဖြစ်ကြတာအဲ့လိုဖြစ်ကြတဲ့အတွက်ကြောင့်နေရတဲ့အတွက်ကြောင့်အတွေ့အကြုံမရှိတဲ့အတွက်ကြောင့် ိုက်တွေပြိုအိမ်တွေပြိုပြီးတော့နေကြတာငလင်ပြီးတော့ရွာဘက်မှာမိမိရွာဘက်မှာလန်ခင်းနေတဲ့အတွက်ကြောင့်ရွာဘက်ကိုသွားလိုက်တယ်သွားလိုက်တဲ့အခါမှာကျတော့အဖေတို့နဲ့တွေ့တယ်အဖေတို့နဲ့အဲဆွေမျိုးတွေပေါ့လေတွေ့ကြတာပေါ့အရွာဘက်ငလင်လှုပ်လာပါလားတွေ့တော့လှုပ်တယ်တဲ့အိမ်ကြီးတို့ရမ်းနေတာတဲ့အဖေကလည်းပဲလှုပ်တယ်ငလင်လှုပ်တဲ့အကြောင်းပြောပြတယ်အဖေငလင်လှုပ်တော့ဘယ်မှာနေတော့ဘာလို့နေတော့ဆိုတော့ အိမ်ရောက်မှာပဲတဲ့ဒီတိုင်းနေနေရပဲတဲ့တန်ရာကြီးကင်ပြီးတော့နေနေတာလေကလေးတွေကအိမ်ရှိလူမျိုးကိုပြီးမဲ့လို့တော့အဲ့မပြီးနဲ့မပြီးနဲ့တဲ့ဘာဖြစ်လဲအင်္ဂလိပ်လွတ်တဲ့ရှိမှာပြီးလို့လဲလို့ရှိရင်လေဝေယူဖြစ်တတ်တယ်ဆိုတာပါခါတာသူကတော့အလုပ်ပြလိုက်ဒီရယ်ဟောသူတို့ဘာဖြစ်လို့ငလင်လွတ်တဲ့အချိန်မှာအဆောက်အဦနဲ့ လွတ်ရဖို့သွားနေရမယ်ဆိုတာသူတို့မသိခဲ့ဘူးအိမ်ပြိုလိမ့်မယ်လည်းမထင်ဘူးကြံကောင်းထားမှဆိုနေပေါ့လေသူတို့အိမ်မပြိုတဲ့အတွက်ကြောင့်မသိဘူးအဲ့လိုပဲတခြားညီကိုမောင်နှမလေးမေ့ရိုက်တယ်ဘာလို့တော့အိမ်ပေါ်မှာပဲအိမ်ဖက်ထားတဲ့လူနဲ့အိမ်အောင်မတိုင်ဖက်ထားတဲ့လူနဲ့အိမ်ထဲမှာပဲနေကြတာအေးပြောလိုက်တယ်ခင်ဗျားတို့အိမ်မပြိုလို့ပဲကံကောင်းတာလို့အိမ်မပြိုခဲ့ရင်တော့ခင်ဗျားတွေသိမှာပဲ ဟုတ်တယ်တဲ့ဟုတ်တယ်တဲ့ပြောချင်တာကအတွေ့အကြုံပေါ့နေရာတိုင်းမှာအတွေ့အကြုံကအလွန်အရေးကြီးတယ်အတွေ့အကြုံမရှိခဲ့ဘူးဆိုရင်တော့ညာရေးမှာပဲဖြစ်ဖြစ်စီးပွားရေးမှာပဲဖြစ်ဖြစ်တရားဘောင်နာရှာဝဲခံမှာဖြစ်ဖြစ်အတွေ့အကြုံအလေးအကျင့်များတဲ့ပုံကအတွေ့အကြုံအလေးအကျင့်မရှိတဲ့ပုံကလည်းတားတယ် နော်ဒါကြောင့်မိမိတို့မိမိတို့တွေဟာဘေးရာတိုင်းဖြစ်ဖြစ်အရာတိုင်းဘေးရာရာတိုင်းအတွေ့အကြုံဘဟုတုဒအကြံအမင်းရှိဖို့လိုတယ်လေ့လာဖို့လိုတယ်ဖုံးဖို့နေတယ်ဖုံးပို့ပြီးတော့ဟိုကြည့်လိုက်ဟိုရုပ်ကြည့်လိုက်ဒီရုပ်ကြည့်လိုက်ဟိုဗီဒီယိုဖိုင်လေးကြည့်လိုက်ဒီဗီဒီယိုဖိုင်လေးကြည့်လိုက်ဆိုတာတဲ့ဘုဒ္ဓရရစီမဲ့ဘီဒီယိုဖိုင်လေးစာရီနော် ဖတ်ဖို့အလုံးအရေးကြီးတယ်နော်ဒီအတွေ့အကြုံဒီဟိုစာပေကဖြစ်ဖြစ်ဖြစ်စီဘူဖိုင်ကဖြစ်စီဒါလေးလာမှိတ်ယူချဖို့လေးလာထားကြဖို့ဒါ3ပေးခြင်းနဲ့အနေနဲ့နော်အဖေတို့တွေကြွားကအဖေတို့တွေငလင်ကြောင့်မသေးခဲ့ဘူးဆိုတာအိမ်မပြိုလို့ အိမ်ပြုံရင်သူ့လည်းတည်ပါပဲဟုတ်တယ်အတွေ့အကြုံရှိတဲ့အတွက်ကြောင့်နော်အရှုပ်ပုဂ္ဂိုလ်တွေတည်ဆုံးခဲ့တယ်ဆိုတာကံတရားဆိုတာတဲ့အတွေ့အကြုံနေပါတဲ့အတွေ့အကြောင်းနော်ချွေချင်အိမ်မပြူတဲ့အတွေ့အကြောင်းမတည်ခဲ့တာတချို့ကကြတော့အိမ်ပြူပြီးတော့အပြင်မထွက်မိတဲ့အတွေ့အကြောင်းတည်ခဲ့မိတာဒါလည်းဖြစ်နေမှာမဟုတ်ပါဘူးပြောချင်တာကတော့အတွေ့အကြုံဘုဒ္ဓတာတွေစာပေကဖြစ်စေဘုရားဖိုင်တွေကဖြစ်စေ တခြားသောကိုယ့်ရဲ့ကြီးတဲ့အတွေ့အကြုံရင်းမြစ်တဲ့ပုဂ္ဂိုလ်တွေကဖြစ်စေပြောဆို ဆုံးမသတိပေးတာတွေကိုလိုက်နာကြဖို့သတိထားကြဖို့စဉ်းရင်ကြဖို့လွတ်ပါれလို့သတိပေးပြကြပါれအလုံးပြကြမှာစိတ်ချနာရှိကြပါစေဘေးသုံးပါးမှာကင်းဝေးကြပါစေ